အဲ့နဲ့သူလာတာငါလည်းချိုးပါမို့အဲ့တည်ရမလားအဲ့လိုပဲပေါ့တော့ဆိုတာလေအဲ့နဲ့သူချိုးလို့လဲရွာတွေကအဲ့လိုပေါ့နော် ကာလာသားတွေချားမျိုးသားတွေမလာကြဘူးသူတို့အဲ့တော့အစီကန်းရှိတယ်အဲ့ကိုနဲ့တက်တူရွယ်တူကိုထက်ငယ်အဲ့လိုကောင်မလေးတွေပဲလာတယ်အမျိုးသမီးကြီးလည်းကိုစကားပြောကြအဲ့တော့ကိုလည်းနေရပို့လွတ်လက်တယ်လာလိုက်ပြန်သူတို့နဲ့တူထိုင်ပြီးစကားတွေပြောရင်ရှားရင်းနဲ့သူတို့နဲ့စကားတွေပြောသူတို့လို့သူမျိုးလုံနေဆိုတော့သဘောကြီးကြင်ကျင်တဲ့ပြီးစကားတွေပြောတက်ဝင်လိုက်တာအာပုံလေးကသုံးပုံလာမှအဲ့ဒီပုံ ်အခုရှိုင်းနေဒီချိန်ကတော့လေဘိုင်ဖက်တီကအပရိုက်တာလောက်တော့လည်းရင်းနေစားတယ်။အခုရှိုင်းနေဒီမှာတော့တက်နိုင်တော့လို့ပေါ့နော်။အဲ့တော့တက်နိုင်တော့လို့ပေါ့နော်။ကျေးဇူးပါတယ်။ဟုတ်ပါတယ်နော်။ဘွားဒူလေးဒီဘွားဒူလေးဖိုင်တင်ဖိုင်တင်ဟုတ်ပြီလား။ဟုတ်ပါဘူး။အခုရှိုင်းနေ ဒါလေးကစင်ကာပူပွားမယ်ဘဲဥပြုတ်အကျွတ်ကျော်6000ဘူပါဘဲဥပြုတ်အကျွတ်ကျော်ဒါလေးကစင်ကာပူပွားမယ်ဘဲဥပြုတ်အကျွတ်ကျော်6000ဘူပါ ဲပြပါဘူးလည်းမဟုတ်တာကဲတကယ်ခက်ခဲနေတာပေါ့ကျွန်တော်တို့ကြာຫນွေနဲ့တွေ့တဲ့အကြောင်းလေးသိကြတယ်ဆိုလို့ပြောပြမယ်ကျွန်တော်လည်းຫນွေနဲ့ကလေအဲ့အလုပ်လည်းလုပ်နေဆိုလည်းမပြောနဲ့ကျွန်တော်တို့စပြီးတော့တွေ့လာဘူးပါဗျာအဲ့အချိန်မှာကိုပိတ်နေအရန်ဖြစ်တယ်အလုတ်ကိုင်းနေအရန်ရှားပါနေတဲ့အချိန်ကျွန်တော်ကလိုက်တိုင်ရမှာသွားပြီးတော့အခုလန်တန်မှာရောက်နေတဲ့အမအဖွဲ့နဲ့လူကျွန်တော်တို့ကဒီလိုအပ်တဲ့စံနေအထည်နေဒီစီနေသွားပြီးတော့ကျွန်တော်ကလှူပေးနေပါတယ်အဲ့အချိန်မှာຫນွေကကျွန်တော်တို့ထူလာလေးတွေ့ပြီးတော့အထည်လေးလှူချင်ပါတယ်ဆိုပြီးတော့ဆက်ဆက်တွေ့ရင်းနေကျွန်တော်နဲ့ຫນွေနဲ့စပြီးတော့ခင်ခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာလေຫນွေကကျွန်တော်နဲ့ဆက်ပြီးအလုပ်လုပ်တယ်အဲ့ဒီကနေစပြီးတော့ကူးလာသွားကြတာဖြစ်ပါတယ် ဲ့ကဘယ်နဲ့ကြောင်လဲအဆောက်ပေါ့နော်အဲ့တော့နွေကမြန်မာတွေရောက်နေဒီကျွန်တော်တို့ဒီတောင်ဝေဈေးရှိတဲ့နမ်းမာတန်းပေါ့ကဒီတိုက်ခန်းလေးမှာမြန်မာတွေနွေကရောက်ပါလေအဲ့ဒီဘဝမှာသူကနေကျွန်တော်တို့မဆိုးရိမ်နိုင်လို့လေကျွန်တော်တို့အများကြီးဒီလိုက်လာရမှာလူဝေးဖြစ်ပါတယ်သူတို့ကလူကြရတဲ့အချမ်းပျော်ပြရောင်းတဲ့အခိုက်အတန့်လေးပါနွေနဲ့ကျွန်တော်လဲဆက်စပ်မှာအဲ့တော့ကျွန်တော်ကချက်ပြင်းဟိုတယ်မှာသမွေးတို့ဘဝနေလာခဲ့တာပါအမမမန်နေဂျာဖြစ်ပြီးတော့မန်နေဂျာနေအလုပ်ဖတ်ပြီးတော့ကျွန်တော်အလုပ်ဖတ်ခဲ့တာပါအလုပ်ဖတ်ပြီးတော့ကျွန်တော်လည်းအလုပ်မရှိတဲ့အချိန်မှာ프라이ဒါလေးတုံးနေနွေနဲ့အခုကသမွေးနဲ့အမှတ်ရရတယ်အဲ့ဒီရနေမှာတစ်စင်းဒီကိုဗစ်ကာလဆိုတော့အကြောင်းရေးရတယ်အရင်ကခဲ့တယ်အဲ့ဒီမှာတွေက လက်မှတ်တိုင်းပိုင်မှားဖို့မတက်နိုင်တော့တိတ်ချင်ကကြတော့အရှင်ကကြတော့ဒွေရလေးအရင်အဆင်ကြီးခဲ့တယ်ကိုပိုင်ကလူကာတွေတိဝယ်စီးနိုင်ခဲ့ပြီးတော့ဘွားမဟာစာတိုက်တကယ်ကိုအင်ဂျင်နီယာအပေါင်းသက်ဆိုင်နိုင်ခဲ့တူမိပါဘူးသူကစောက်ပေးနိုင်ခဲ့တယ်ဒါပေမဲ့ကိုမေးကာလာမှာတော့လူလိုက်နေတယ်ပဲတော့တကယ်စီးပွားရေးတွေပြိုလဲပြီးတော့မဲကိုယ်တိုင်လေးအိမ်တော်ငှားနေရမှရှိလို့ဒီကလေးကိုတို့ကနေငှားပြီးတော့ပတ်သက်ဝေတို့နဲ့ငှားလာပြီးကြီးပြီးတော့ငှားရရတယ်ကွာတုံးချက်တွေငှားပြီးဒီအိမ်လေးကိုဘယ်ရောက်ကြောင်းလာလဲအဲ့ဒီမှာကျွန်တော်ကအလုပ်ထွက်ကျွန်တော်ကကြောင်ကောင်းကြီးကားလေးစီးပါလာတယ်အရှင်ကျွန်တော်တို့ရုံးကန်ကြိုးစားခဲ့ရပါတယ်အဲ့ဒါပြောရချင်တာဆိုရှင် အရင်ကြီးမရှိဘူးငါတို့ကမလုပ်နိုင်ပါဘူးငါတို့ကအရင်ကြီးမရှိဘူးအရင်မှပါတယ်ဒါကကျွန်တော်တို့ဆိုကုန်ငယ်ရေးတီကိုသွားတယ်စင်ပေအထည်လေးတွေယူသွားတယ်ပေးခရလေးတွေအိုက်မှာရောင်းကြည့်တယ်ရောင်းသွားပြီဆိုရင်ပေါင်းဝင်တယ်ပေါင်းပြန်ယူသွားတယ်တစ်ချင်းမဝင်နိုင်ဘူးအများကြီးမရင်းနိုင်ဘူးကျွန်တော်တို့ကောက်ပြန်ကောက်ပြန်စင်ပေလေးအထည်လေး၁၀လောက်ယူသွားတယ်အထည်၁၀လောက်အထည်၁၀လောက်ရှိတဲ့ကိုကျွန်တော်တို့ပြေးရပြီအသွားရှိတယ်ကဲရောင်းတယ်အဲ့လိုမျိုးကျွန်တော်တို့ပေါ်ပါလေးကိုတက်ရရတာပါအဲ့တော့အဓိကလုံးကက်ကင်တက်ဖို့လိုတယ်ဂျိုးသားဖို့လိုတယ်စေနာကောင်းဖို့လိုတယ်ဂျိုးသားဖို့လိုပါလေသိချင်တယ်တော့နောက်ပြီးမှဆက်ပြောပြပါမယ်ကျေးဇူးပါ